ကဲမင်္ဂလာပါကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ပြီကျွန်တော်တို့အာ programming foundation ဆိုပြီးတော့သင်လာလိုက်တာကျွန်တော်ပိုင်းတော့လည်းတော်တော်ခီးရောက်လာဟုတ်လားဒီချိန်မှာကျွန်တော်တို့ဗာသင်သိမိတယ်ဆိုတော့ graphical user interface ဆိုတဲ့ GUI ကိုသင်သိကျွန်တော်တို့ကသင်နေတာတော့ဟုတ်တယ် console လေးဒီမှာ print ထုတ်လိုက်တယ် if လေးတွေရေးပြရဲဟုတ်တယ်ဟုတ်လားဟာမှတ်တပ်လေး parameter လေးလက်ခံတယ်လောက်ပြတယ်လောက်ဆောင်ချက်လေးအောင်မြင်တယ်အဆင်ပြေအဲ့လောက်နဲ့ကျွန်တော်တို့တက်မှာ ကုန်လုံးမဖြစ်ဘူးခေါ့နော်။ဒါပေမဲ့ကျွန်တော်တို့မျက်စိတည်းအခုကျွန်တော်တို့လုပ်နေတဲ့ PowerPoint application တွေကကြည့်လိုက်ရင်ဘယ်မှာတော့ကျွန်တော်တို့မြင်ရတဲ့ code ဘယ်မှာတော့ if statement တွေဟုတ်နော်။ဘယ်မှာတော့ method တွေဘယ်မှာတော့ object တွေအားလုံးဒီသူ့ရဲ့နောက်ွယ်အ sign and language တွေရေးထားတာ။ဟုတ်နော်။ဒီမှာဆိုကျွန်တော်တို့ C# တွေအဲ vb.budget studio နဲ့သူပါလို့ထားမလား။ vb တွေနဲ့သူရေးထားအောင်ပေါ့။ဒါ Microsoft ရဲ့ native language တွေကိုဟုတ်နော်။ Okay အဲ့ဒါဆိုတော့အဲ့ဆိုကျွန်တော်တို့ကဒီလို GUI လေးကျွန်တော်ဖန်တီးလို့မရဘူး။ရတာပေါ့ဗျာ။ programming language တိုင်းမှာအကုန်လုံးထောက်ပံ့ပေးထားတယ်အကုန်လုံးရှိတယ် GUI ဘိုင်းဆိုတဲ့ကျွန်တော်ရှိတယ် GUI လေးနဲ့မှာကျွန်တော်တို့လန်လန်ဆန်းဆန်းဖြစ်နေပါတယ်မှာအရောင်သွေးလေးနဲ့စာလေးနဲ့လားကလိုလေးနှိမ့်လိုက်နှစ်ချက်လေးတောင်းလိုက် run လိုက်ပြုတ်လိုက်ထည့်လိုက်ဟောစားတော့ဆိုင် application တွေဟုတ်လား store ဆိုင် application တွေ supermarket application တွေတစ်ဖက်တိုင်း application တွေအဲ့ဒါလေးတဲ့အများကြီးအဲ့ဒါကျွန်တော်တို့မြင်တာထင်တာကိုပြလိုက်တယ်အများကြီးနောက်ဆုံး circuit ပြတယ်ကိုကျွန်တော်တို့စော့ဝဲထည့်တာအဲ့ဒါဒီပါပဲနော် programming ပဲဟုတ်ကဲ့နော်ဟုတ်ပြီကဲကျွန်တော်အဲ့ဒါလေးတွေလေ့လာဖို့အတွက် ကျွန်တော်ခုလေ့လာနေတာဒီပိုင်းတော့ကျွန်တော်ဟိုရှင်းမှာ foundation ချခဲ့တယ်ပေါ့နော် javascript javascript မှာじゃ GUI ကိုထူးခြားခြားပြောကြအောင်သူဒီ HTML ရဲ့ web page ကိုမြင်ရတာပေါ့အဲ့ဒါပေါ့အဲ့ဒါဟိုကသူကိုယ်တိုင်ဘာဖြစ်ရလဲ GUI ဖြစ်နေရတယ်ခုနက javascript ရဲ့ GUI ကိုပြောပါဆိုရင်တော့ဘာလို့တော့ညင်အောင်လဲ HTML web page ကိုဘာညင် web page ဆိုတော့မြင်ရတာစာမျက်နှာကြီးကို okay ကျွန်တော်သင်ခဲ့တဲ့ point တွေမှာじゃအဲ့လိုရှိလားမရှိဘူးမရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့လေ့လာအမှ point တွေမှာ GUI knit ကျွန်တော် vegan အနေနဲ့ GUI ဆိုတော့အများကြီးရှိတယ်။မ Java ဆို Java နဲ့ပတ်သက်တဲ့ GUI လုံးဆောင်ချက် framework တွေ toolkit တွေလို့ခေါ်ပါတော့အများကြီး။ဒါပေမဲ့မူရင်းကိုကျွန်တော်တို့သိနေမှာ။အဲ framework toolkit library ဆိုတာကိုကျွန်တော်ပါလဲပါလဲ။နားလဲ။ဟုတ်ပြီ။ Java မှာဆိုရင် Java မှာ AWD ဆိုတော့ပါပြီးသား။ဟုတ်လား။မူရင်း native GUI နေပါနော်။အဲ့ဒီကနေမှကျွန်တော်တို့ version တွေမြင် upgrade တွေပြောင်းလုံးဆောင်ချက်တွေထည့်ပြီးတော့ Java page တွေအဲ့လိုလေးတော့ပါပြန်လဲ။တို့ချဲ့သွား။ခုလဲလိုပဲ။ ပိုင်းသွင်းမှာ GY လေးလိုက်။အဲရှင်းရှင်းလေးပြကျွန်တော် GY လေးလိုက်ကျွန်တော်ပိုင်းသွင်း GY လေးလိုက်ကျင်ကွာ။ဘာရှိလဲကြည့်မယ်။ပိုင်းသွင်း native ဘာရှိလဲကျွန်တော်ရဲ့ရှင်းမှာဒုံမဲဟွာမော်ဂျူရီလေးလိုက်တဲ့နီးလေးမှာကျွန်တော်ပြပြတာနော်။ပိုင်းသွင်း3ဘာရဲ့အဲဆောင်ကျွန်တော်မီညွယ်ရှိရလေ။ဘာမှကောင်းစားမင်းမီညွယ်ရှိတယ်။ကမီညွယ်ရှိတယ်မှာဒါ domination contest တဲ့ what is a ပိုင်းသွင်းအားသို့သူဟုတ်နေအစင်းကြီးနေ။ Okay okay ကျွန်တော်တို့ကအဲ့လိုမသွားရင်ကျွန်တော်တို့ကတိုက်ရ GY ဘိုင်းကိုသွားခြင်းလေ။ဟောရှားလို့လွယ်လေ။ မလုံးလေမလုံးလေမလုံးလေတခုချင်းအေးစေးစေးဘိုင်းလုံးလေးလှိမ့်နေတော့အဆင်ပြေတယ်ရှားခြင်းတစ်ပတ်ဆိုတော့ဒီကနေသွားဒီလိုတခုချင်းလည်းသွားလို့ရတယ်နော် distribution ပိုင်းသွန် module installing ပိုင်းသွန် module no about domain ပိုင်းသွန် frequency and arc caution ဒါ arc caution graphical user interface တွေ့လား graphic user interface faq ဒါအမေးများဆုံးဟွာတယ်ပေါ့နော်မေးများဆုံးဘယ်လိုပြောမလဲ မေးခွန်းနေပါတော့ဒါသူသူမှမွေးဆိုတော့ installing python module တွေမလို့နေကျွန်တော်ဒီမှာ standard library တွေကြည့် python standard library ဒီမှာကျွန်တော်ဒီမှာ graphical user interface wstk ဟောတွေ့လား graphical user interface wstk ဆိုတာကျွန်တော်တို့သင်တယ် tk inter ပဲအရှိကောင်းက two gets to interface interface ဆိုတော့ကျွန်တော်တို့များပါဘာမှလို့ပတ်တိုင်းရပြင်မဆိုကြားခဲ့ဘာနဲ့ဘာနဲ့ကြားခဲ့ကျွန်တော် သုံးနေတဲ့ user နဲ့နောက်ကွယ်ရဘက်ကန်ကျွန်တော်တို့ရေးနေတဲ့ if the statement အနေနဲ့ကြားထဲမှာပါခံထားတာတော့ဒီလို user enter ပြလိုက်ခါကျွန်တော်တို့ဒီဟာကြည့်ဟာဒါလေးလက်ထောင်းလိုက်တယ်လက်ချောင်းလေးဟိုမောက်ထောင်းလိုက်တယ်လက်လေးပြောင်းသွားတယ်ဆိုတာကနောက်ကွယ်ဘာနဲ့လုပ်ပေးတာလဲကုတ်နဲ့လုပ်ပေးတယ်အဲ့ကုတ်နဲ့ကိုယ့်ရဲ့ကြားမှာပါခံနေတော့ what the use in python ဆိုတဲ့စာကြောင်းလေး g1 စာကြောင်းလေးခံလိုက်အဲ့အဲ့ဒီသဘောတရား g1 တို့ okay ဒီတော့တစ်ချက်ဖွင့်ကြည့်မယ်ဟာရှိတယ်ဟာဒီမှာဟာဒီမှာ တိုင်သွားတော့ငါတော့ default အနေနဲ့ကွာမင်း TK TK1 TK enter module name နော် TK enter ဆိုတဲ့ module name ပေါ့ဒါပေမဲ့ TK enter 2 gets 2 interface အရှိကော TK enter ဆိုတဲ့ module ကကျွန်တော် default အနေနဲ့ထည့်ပေးထားအောင်မင်းတို့အားကြည့်ကြလို့ကြတာ join လိုက်ကြဒါဒီသူ့ရဲ့ default ကျွန်တော်တို့လေ့လာမှာလေဒါအောင်ရင်ဆုံးလေ့လာဒီအခြေခံလေ့လာလေ့လာပြီးတော့ဒီမှာ idian လေး idian လေးဆိုကျွန်တော်တို့သုံးနေတဲ့ id id ကိုဘယ်လိုသုံးလဲသူပြောတယ်ဒါထိုက်ထားအာဘာ graphical user interface package အာငါတို့ကဒါ dk in ပိုင်းသုံးမှာကျွန်တော်တို့ GUI လို့ဖို့ TK တင်ရှိတာမဟုတ်နော်တခြားတွေလည်းရှိသေးတယ်။ဟောကြည့်လဲဟောလား PG object PQD Psite WH ပိုင်းသုံး framework တွေပါပဲတော်ရှိရဲ့ကြိုက်တဲ့ဟာကြိုက်တဲ့ဟာအကုန် သုံးလို့ရတယ်။ကျွန်တော်တို့ဒါကိုသင်ပေးမှာလား no လွဲတယ်လွဲတယ်လေ့လာခြင်းလွဲတယ်ထောက်ပြီးတော့ဘယ်ကနေ resource လိုက်ရှာတာအဆင်ပြေတယ်။ကျွန်တော်တို့ကဘာကိုစတင်မလဲ TK ကိုစတင်ဟာ TK နောက်သင်တာဖို့ TK နောက်ဘယ်လိုလုပ်ရမလဲဘီဂနာအနေနဲ့ဆိုတော့ဒီ module ကိုဖတ်တဲ့မှာမဟုတ်ဘူး။အဲ့မှာ TK နောက် module ရေးထားတယ် အာမော်ဂျူအစလုပ်ဖို့လေဗျာလောမဖြစ်နေလောက်ရမယ်ဒီမှာကျတာအာတီကီကတော့ import import ကတော့တခြားဘောလောက်ရမှာငါတော့မော်ဂျူလောက်တာဟုတ်ဒါလို့မထဲနဲ့အကုန်လုံးထည့်ခြင်းလေဆိုရင် from tk tk enter import module အားရန်တော့နမူနာလေးပြအာ tcm object day functions dictionary အားသူအမျိုးမျိုးပြတာအမျိုးမျိုးပြတာကြိုက်သလိုစောင့်လို့ရတယ်အစုံစောင့်လို့ရတယ်ဆိုတာကိုသူဘာလို့ထားလဲပြတာ how do you this session တောင်းမင်းဘယ်လိုသုံးပါလဲအဲ့တော့နမူနာပြ class တွေပိုင်းနဲ့သူကတော့ခဏခဏနာပြတာပေါ့နော် roof dk.dk app ပြီးတော့ main loop ဆိုတာဒါတဲ့ဒီပုံစံလေးညာကဲဒီပုံစံလေးကိုကျွန်တော်ဘာမှနားမလဲဘာမှနားမလဲထားလိုက် copy ကူးပြီးကျွန်တော်ကြည့်ကြည့်ဘလို run လဲလို့ကျွန်တော်ကြည့်ကြည့် okay မယ်နော်ဘလို run လဲဆိုတော့ကျွန်တော်မလုပ်ကြပါနဲ့ကြည့်ကြည့်ပါ okay copy ယူမယ်ယူပြီးတော့ကျွန်တော် idea ကိုဖွင့်လာပါလေဆိုတော့ကျွန်တော်မပြောသေးဘူးနော်သူဒါ python 3.h မှာသူနမူနာရေးပြထားတယ်ဟာကြည့်မယ်ကျွန်တော် new file လေးနဲ့ပဲသွားလိုက်မယ်နော် new file နဲ့ပဲသွား file new file okay အဲ့ဒီ file နဲ့မှာ grow with ဟုတ်ဒီ code တွေကျွန်တော်ကိုဘာမှမလုပ်ဆရာမလုပ်ဘူး။ဒါရှောက်စမ်းကြည့်တာနော်။ကိုလို့ app save တော့ save ပေး။ save တော့ save ပေး။အဲတော့ဒါကို document တွေကိုသွားထားလိုက်မယ်။ဒါဘာမှမလုပ်သေးဘူး။ဘာတွေဘယ်လိုလုပ်လဲကျွန်တော်ဘာမှမလုပ်ဘူး။ copy page ခိုးနေပြန်။အဲဟုတ်ပါဘူး။ခိုးနေပြန်တာပေါ့နော်။အဲဒီ folder မှာကျွန်တော် gui လုပ်ပေးထား။ gui gui ဆိုတဲ့နော် folder name ထဲမှာဒီ gui ဆိုတဲ့ folder name မှာ define define system အဲ default ပေါ့နော်။ d f a u n t default ကြည်ရွံဟုတ်လားလက်ဖွဲ့ကြည်ရွံသူ့မှာပါနေကြည်ရွံနေကျွန်တော်စစ်ကြည့်စစ်ဟုတ်ပြီစစ်ပြီးတော့ကျွန်တော် run မယ်သူလုံးပုံလို့ကြည့်လိုက် DK ထည့်တယ်ပြီးရင်တော့အဲဆိုတော့ master ဆိုတော့ bucket ဘာညာ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 နေသွားတော့သွားတော့ object ပုံစံလေးစောင်းလိုက်တာပေါ့ဗျာစောင်းပြီးတော့ဒီမှာကြည့် object ကိုမလေးလာနိုင်ဘူးကျွန်တော်ဒါကိုပြောမယ် class label ထဲမှာ object ထဲမှာသူ constructor fan တီးတယ်ဒါသူ့ default ကိုသူ့ဘလိုရေးလိုက်ကြည့်လိုက်သူ့ဘလို index တွေချလိုက်သူ name နေဘလို့ပဲ class ကိုသူပါနေပြီတော့စလုံးကြီးနဲ့စာပေးတယ်မော်ဂျူးတွေပါနေတော့စလုံးသေးနေဩဟာတွေကို commas key မပေးဘဲနဲ့သူကဘာလေးခံပြီ underscore လေးခံပြီ create widgets အဲ widgets လေးက hello ဘာညာဘာညာဟုတ်လားတွေ့လား okay နော်ဟုတ်ပြီ assess hi အာ say hi ဆိုတဲ့ method လေးနဲ့သူလုပ်တယ်ပြီးတော့သူက main လို့အဲ run ကြည့်မှပြပြောနေကြတယ်သူကလို run လေး off hello လေး run လာတယ်ပုစီညောင်းတော့တယ်ဟာပုစီညောင်းတော့တယ်အဲ့တော့ window တော့တက်လာပြီဟုတ်ပြီမလားပုစီညောင်းတော့လေးဖြစ်နေတယ်ခဏလေးဆွဲချလိုက် okay ကိုယ့်ကိုယ်ဆိုင်နေရတယ်အဲ့ဒါ click me တဲ့ငါ့ကို click လိုက်တယ်ဆိုသူကတော့ ဆာပဲဟိုင်းဒဲရတယ် everyone တော့လမ်းပြီးမိတ်ဆက် course ထွက်မယ်ဆိုရင် course ထွက်တော့ဒါသူ basis လုပ်ပေးထားတယ်ဟာလေ okay မနားဟုတ်ပြီအဲ့ဆိုတော့ copy ကိုပြီးတော့လေးလိုက်တယ်သွားဟော module တခုဒါကြဆိုတော့ကျွန်တော်သိမိတာတွေပဲဒီဟာ class class key word နဲ့ class ကိုဗန်နေတယ်ဟာ tk dot frame တော့ငါနားမလဲဘူးဟာ application တွေကိုထည့်တယ် tk dot frame ဒီမှာလေ application ဆိုတဲ့နာမည်ပေးပြီးတော့ဘာလို့လုပ်လိုက်တာတော့ frame ကိုသူ extend လုပ်လိုက်တာလေဟုတ်နဲ့ inheritance သင်ခန်းစာ ဟုတ်မလားအဒါပဲသူ default code ကိုလေ့လိုက်အဲ့တော့သူ init ဆိုတဲ့ method နဲ့ constructor တည်ဆောက်တယ် set parameter မှာဖြစ်မနေထည့်တယ် set parameter မှာဖြစ်မနေထည့်တယ်အဲ့ဒီကနေသူ load လုပ်ပြီးတော့တောင်းချသွားတယ်ဒါပဲဒါပဲဟုတ်ကဲ့မလားဒါသိ data ပထမဆုံးသင်ခန်းစာဒါပြီးမှကျွန်တော်တို့အာ TKN data ကို load လုပ်ဖို့ပါလေပါလေလိုအပ်တယ်ကျွန်တော်ပြီးရင်တင်ပြသွားတယ်ဟုတ်ကဲ့မလားဒါသိကျွန်တော်တို့ starting ပြီးတော့ Python ရဲ့ GUI ဘေးတန် GUI framework တစ်ခုဖြစ်တဲ့ဘာကိုသိပါရတော့ TKN data ကို copy ကုတယ်ဆိုတာ โอเคမနော်အဲ့လိုမပေါ့တီကိန်းတော့လေ့လာတယ်ဒါပြင်သက်ပြရဟာမင်းဒီလိုလေးလိုလုံးသိနေကွာဟာ button ဆိုဘလို့ကွာ button ဆိုဘလို့ကွာ margin ဆိုဘလို့ကွာဟာဘလို့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 ဆိုတော့ဆက်ပြီးတော့ဖတ်ပြီးဒါကြီးတော့ကျွန်တော်ထိုင်ပါခိုင်းတာအားတဲ့ချိန်ပဲအားချိန်ပဲမှတ်ခတ်ဘူးဒါပေမဲ့ basic လောက်တော့ကျင်းနေပြီကျွန်တော်တို့ဒီကွေလဲနောက်တော့ဘယ်မှလည်းမတက်ဘူးနဲ့တော့ဖတ်အကုန်တိုင်းပတ်ကိုဟုတ်လားဘာမှလည်းမသိသေးတော့ဖတ်ဒီဒီကောင်ဆိုတာကျွန်တော်အမြင်နေရတယ်โอเคမနော်ဟုတ်ကဲ့ကျွန်တော်ဆိုနောက်တစ်ခေါက်နေတယ်မှာ TK Enter လေးတော့လက်တွေ့ဝင်လိုက်ကြဆို့ Ja, yeah, okay, man. okay, danke, yeah. ja.